ဝင်းနေဝင်းနေသွားပြီသတင်းတိုင်းအတိုင်းမြေခရင်ကလူမှုကော်ဆယ်ရေးပူပေါင်းဖွဲ့တွေဟာငလျင်ဘေးကူညီဖို့မန္တလေးမြို့ကိုဒီကနေ့မနက်ပိုင်းမှာစတင်ထွက်ခွာသွားပါတယ်အဲ့ဒီပူပေါင်းဖွဲ့တွေထဲမှာမြေခရင်ထဲမှာရှိတဲ့ချစ်ချေပရာဟိတအသင်းမကလူလင်လူမှုကူညီရေးအသင်းရှင်သာချင်းပရာဟိတတင်းနဲ့ဖြူစင်မေတ္တာလူမှုကွန်ရီအတင်းတို့ပါဝင်ပါတယ်ဒီကနေ့ထွက်ခွာတော့တဲ့မြစ်ခရဲလူမှုကယ်ဆယ်ရေးပူပေါင်းအဖွဲ့မှအဖွဲ့ဝင်၁၄ဦးလောက်ပါဝင်ပါတယ် သူတို့တွေဟာမန္တလေးမြို့ကိုတွားရောက်ပြီးအခြားရှာဖွေကက်ဆယ်ရေးဖွဲ့တွေနဲ့ပူးပေါင်းပြီး ကုညီကက်ဆယ်ရေးလုပ်ငန်းတွေမှာဝင်ရောက်အားဖြည့်ကြမှာပါပြီးခဲ့တဲ့မတ်လ30ရက်နေ့ကထွက်ခွာသွားတဲ့ဒဝယ်မြို့ကလူမှုကက်ဆယ်ရေးပူးပေါင်းဖွဲ့ဟာလည်းမန္တလေးမြို့ကိုရောက်ရှိနေပြီးကုညီကက်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်နေကြပါတယ်